ဒီနေ့မှာတော့ကျွန်တော်ကထူးခြားတဲ့စိပညာဆိုင်ရာယောဂလေးတစ်ခုအကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့ဘာအကြောင်းပြောမလဲဆိုလို့ရှိရင် hematidrosis လို့ခေါ်တဲ့ယောဂအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ပုံမှန်လူတစ်ယောက်ကချွေးထွက်တဲ့အခါမှာခန္ဓာကိုယ်ကနေပြီးတော့ချွေးနေရာမှာရေထွက်တာဖြစ်ပါတယ်เนาะအဲ့တော့ချွေးဒီကျွန်တော်တို့မြင်ကြည့်မယ်ဆိုရင်ငံမယ်အယောင်ကအဖြူအောင်ရှိမယ်အကြည့်အောင်ရှိမယ် ဒါပေမဲ့ဒီယောဂဖြစ်ပြီဆိုရင်အဲ့ဒီချွေးနေရာမှာအကြည်အောင်နေရာမှာချွေးမဟုတ်ပဲနဲ့သွေးထွက်တာဖြစ်ပါတယ်เนาะအဲ့တော့ဒီအခြေအနေကအရန်ရှားပါတယ်လူတိုင်းမဖြစ်ပါဘူးဖြစ်တဲ့လူလည်းအရန်အရန်ကိုနဲပါတယ်ဒါကဘာကြောင့်ဖြစ်ကြတာလဲဆိုရင်ပုံမှန်လူတစ်ယောက်ကချွေးကလန်းကနေပြီးတော့ချွေးထွက်လာတာဖြစ်ပါတယ်အဲဒါပေမဲ့ဒီလူတွေမှာဆိုရင်အချွေးကလန်းတစ်ဝိုက်မှာရှိတဲ့သွေးကြောလေးတွေကပေါက်သွားတဲ့အခါမျိုးမှာချွေးနဲ့သွေးနဲ့ရောပြီးတော့ သွေးပုံစံထွက်လာတာဖြစ်ပါတယ်ဘလို့လူတွေဖြစ်တယ်လဲဆိုရင်စိတ်ဖိစီးမှုအယံများတဲ့လူတွေမှာ ဖြစ်တတ်ပါတယ်နောက်တစ်ခုကစိုးရိမ်ပူပန်တက်တဲ့လူတွေအလွန်အကျွံစိုးရိမ်ပူပန်တက်တဲ့လူတွေမှာဖြစ်တတ်တယ်ဒါပြင်မှာလက်ကျင်ကံကိုအလွန်ကျွံလောက်တဲ့အခါမှာလည်းဖြစ်တတ်တယ်ခုမှသွေးကြောဆိုင်ရာယောဂတွေရှိမယ်သွေးမတိတ်တဲ့ယောဂရှိမယ်ဆိုရင်လည်းဖြစ်နိုင်တယ်နောက်ဆုံးချက်အနေနဲ့ပြောရမယ်ဆိုရင်တော့သွေးပေါင်အရင်တက်တဲ့အခါမျိုးမှာ ဖြစ်နိုင်ခြေရှိပါတယ်။အဖြစ်ဖြစ်ဆိုလို့ရှိရင်လည်းမျက်နှာမှာဖြစ်တာများတယ်။မျက်နှာနှစ်ဖူးနှာခေါင်းတဝိုက်ဒါတွေမှာဖြစ်တာများပါတယ်။အဲဒါပြေမှာရင်မတဝိုက်မှာလည်းဖြစ်နိုင်တယ်။တခါတရံမှာလမောင်းတဝိုက်မှာလည်းတွေ့ရမှာဖြစ်ပါတယ်။ဒီလိုဖြစ်ဖြစ်ဆိုလို့ရှိရင်အန္တရာယ်ရှိလားဆိုရင် အများအဖြစ်အန္တရာယ်မရှိတတ်ပါဘူး။ဒါပေမဲ့ဆရာအောင်နဲ့ပြဖို့တော့လိုအပ်ပါတယ်။သူတို့ဖြစ်ဒီလိုမျိုးတွေးထွက်ပြီးတဲ့အချိန်မှာ ခေါင်းမူမယ်အများနဲ့လိုလိုဖြစ်နေမယ်ခေါင်းနဲ့ကြိုက်မယ်အားနေမယ်ရင်းနေတုံနေမယ်ဆိုလို့ရှိရင်ဒီကြောင်ပေါက်ဆောင်နဲ့ပြဖို့လိုအပ်ပါတယ်ပြီးတော့ကို့မှာသွေးတို့ရောဂါအခန့်ရှိခဲ့မယ်ဆိုရင်လည်းဒီလိုမျိုးဖြစ်တဲ့အခါမျိုးမှာဆောင်နဲ့ချက်ချင်းပြဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုဖြစ်တာကစိတ်ဖြစ်စီမှုအရမ်းများတာနဲ့ဆက်ဆက်နေနိုင်တယ်။သွေးကြောဆိုင်ရာယောဂါတွေနဲ့ဆက်ဆက်နိုင်တယ်။နောက်သွေးတို့ယောဂါနဲ့ဆက်ဆက်နေလို့ပဲဖြစ်ပါတယ်နော်။ အဲ့တော့ဗီဒီယိုဖိုင်လေးကကြိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှင်လဲကွန်မန့်မှာမေးလို့ရပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လဲ subscribe လုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်